ဘူးတွေခွက်တွေဟိုကလုတ်တဲ့လုတ်လေးအဲ့မှာကိုရောင်ကြီးရှိတယ်အဲ့ဘူးတွေခွက်တွေကိုနင်းချေပြီးတော့ဒိုင်ဒိုင်ပေါ့အဒိုင်ဒိုင်အဲ့ဒိုင်မှာလုတ်ဖို့ဆိုအဲ့ဒိုင်ကမင်းမဆိုကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုမှတ်မိနေပြီကျွန်တော်ဖုန်းဝင်လာနေနောက်ဆုံးသူချက်ချပြစ်တယ်ဘာမေးလုံးအကြီးလို့အလုံးအလုံးမေးလုံးအကြီးလို့အားလုံးမင်္ဂလာပါမင်္ဂလာပါဆရာကြီးဟုတ်ကဲ့ပါဟုတ်အာကျွန်တော်တို့ဖိတ်ဆက်ပေးရမယ်ဆိုရင်တော့ဒါကျွန်တော်တတ်မှတ်လေးလေး တမလေးလောက်ကတမလေးလောက်ကခမရနှစ်ပေါ့အာခမရနှစ်အခမရနှစ်ကနေပြီးတော့မှဒါစီဒီယံလောက်လာခဲ့တဲ့တကြကြီးစီဆိုလင်းမောင်ပေါ့နော်အဲ့ဒါကျွန်တော်အရင်ကတော့ကျွန်တော်တို့တခြား channel တွေမှာကျွန်တော်တို့တွေ့ဘူးပါလိမ့်မယ်ပေါ့နော်တွေ့ဘူးပါလိမ့်မယ်ဒါဆရာကြီးစကားပြောထားတာလေးလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီနေ့တိဆက်ပေးမှာကတော့ကျွန်တော်တို့အမှန်တကယ်တော့ဆရာကြီးအိမ်မှာလာပြီးတော့မှကျွန်တော်ဟို documentary လေးရရမှာပေါ့နော်ဘဝကိုဘယ်လို ဖျက်သန်းရတယ်ဆိုတော့ဟို documentary လေးရိုက်တင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ကဒီလောက်အလောက်ထိကျွန်တော်လည်းပြည့်ပြည့်စုံစုံမလုံနိုင်တဲ့ခါကြတော့ဘူးစကားလေးနဲ့ပဲဘဝဇာတ်ကြောင်းလေးကိုကျွန်တော်တို့နည်းနည်းတွက်ပြမှာပေါ့နော်အဲ့တော့ပရမပရမဘိုင်းကတော့ကျွန်တော်တို့အဲစီဒီအန်တွေကိုအင်တာဗျူးတဲ့ခါမှာကျွန်တော်တို့ဘာတွေအများနဲ့ပြုပြစ်လဲဆိုတော့ဘာကြောင့်ဘာခံယူချက်ကြောင့် CDN လောက်လာကြလဲဘလို့ဖြစ်လို့လဲညာလို့ဖြစ်လို့လဲဆိုတဲ့ဟာတွေကတော့ယိုးသွားပြီပေါ့ဒါကလည်းအမြဲတမ်းနားထောင်နေကြဖြစ်တယ်ပေါ့နော်ဒီအာနာရှင်ကိုလက်မခံနိုင်တဲ့ အကြောင်းတရားတွေကြောင်းတာလည်းကျွန်တော်တို့ကလှုပ်လာခဲ့ကြတာအဲ့တော့လှုပ်လာပြီးတဲ့အချိန်မှာဘဝဘလို့ဖြတ်တန်းရလဲဆိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ရောက်လာပြီးတော့ကျွန်တော်မိသားစုဒါအမျိုးသမီးရယ်ဒါတာတယောက်ရှိတယ်ဒီမှာအဲ့မှာဆိုင်ဒီဘက်ကိုရောက်လာတဲ့အချိန်မှာဘလို့ဖြတ်တန်းရလဲဆိုတဲ့ဟာလေးကိုကျွန်တော်နည်းနည်းပြောပြပေးပါဟုတ်ဒီဘက်ကျွန်တော်ရောက်တဲ့အချိန်မှာပေါ့နော်အဲဒီဘက်ကိုရောက်လာတော့ဒါကျွန်တော်တက်စီတယ်မဟုတ်ပါတခြားစီတယ်လည်းအများကြီးရောက်တယ်ပေါ့နော် အများကြီးရောက်တဲ့ဒီမှာကျွန်တော်တက်စီရန်လို့ရဲစီတန်လို့ကကျွန်တော်ဒီဟိုပေါ့ NUG ကနေထောက်ပံ့တဲ့လာစင်ထောက်ပံ့ကြီးကိုတစ်ထောင်ပတ်ထောင်စီပေါ့နော်တရားကိုမိသားစုဝင်တရားကိုပတ်တစ်ထောင်စီ300ဆိုရင်300အဲ့လိုမျိုးရတာတွေရှိတယ်ကျွန်တော်စားရောက်တဲ့အချိန်မှာပေါ့နော်အဲ့ကနေပြီးတော့ကျွန်တော်ရလာလိုက်တာကဒီ2024လာပိုင်းတိပေါ့နော်အဲ့အဲ့နောက်ပိုင်းတော့ကျွန်တော်မရတော့ဘူးပေါ့အဲကြောကျနာကျွန်တော်စီရန်အများကြီးရှိတဲ့နေရာမှာကျွန်တော်စစ်တပ်နဲ့ရဲစီရန်နေရာတွေကိုဘယ်လိုခေါ်မလဲ။ဒီများတဲ့ဆိုင် ဟိုဘတ်တထောင်အဲ့လိုမျိုးလာစင်လေးနည်းနည်းထောက်ပံ့ကြီးလေးရသေးတယ်ရတယ်ကျွန်တော်တို့ခံလာသေးတယ်ဗောနော်အဲ့ဒီမှာကျွန်တော်မရတော့မရတော့ဒီမှာကျွန်တော်တို့ကလည်းဟိုညထဆိုင်ရင်ကျွန်တော်တို့ကဟိုရခဲ့ပြီးွားပြီဆိုတော့ကျွန်တော်တို့ဟိုဘယ်လိုကောင်းလဲပို့ပြီးတော့ဟိုအားနာရပါဘောနော်ကျန်တဲ့လူတွေကိုလည်းကျွန်တော်အားနာတယ်ကျွန်တော်လည်းယူရတာအားနာတယ်ဟိုမယူချင်တော့ဘူးဆက်ပြီးတော့ဘယ်လိုအဲ့လိုမယူတော့ဘူးလို့အောင်ကိုကပြောနောက်ဆိုရင်ပြောမလို့ဘောနော်ကိုလည်းကုမီလာတဲ့နေ့ကိုရုံးကန် ရုံးကန်လို့ရနိုင်ပါမယူကျွန်တော်တို့တော့ပြောမလို့ပဲနောက်ပိုင်းတော့ဒါပေးလံပေးတော့ဆိုတော့ဒါလူများတက်ဆိုင်တော့ကိုကရခဲ့ပါတယ်ပေါ့နော်ဟိုကိုရီတို့ခရရသူတခြားလူတွေလည်းဒီဘက်ရောက်ဒီဘက်ရောက်တဲ့အချိန်မှာဒုက္ခတွေရောက်ကြတာပေါ့နော်သူရုံးကန်တော့ပေါ့ကိုရီလည်းစားရတဲ့အချိန်မှာဟိုကနေပြောင်းဟိုကနေစားကူလာတဲ့အချိန်မှာစီဇန်လောက်တယ်လောက်ပြီးကူလာတဲ့အချိန်မှာဘာလုံးမှမရှိဘာလုံးမှမရှိတော့လောက်လိုက်ရှာတယ်လောက်လိုက်ရှာတော့ဘာလုံးမှမရဘူးမရတော့ဟိုပါပေါ့ ြန်ရလို့နောက်ဆုံးပြန်ရလို့လေးရတယ်ပြန်ရလို့လဲလုတ်တယ်လုတ်တယ်လုတ်ပြီးလုတ်နေနေမှာပြန်ကအချောအချောတဲ့လုပ်ငန်းတွေပဲကျွန်တော်တို့အကျန်းသမားတွေမလိုတော့ဘူးအလုပ်ကျန်းသမားတွေမလိုတော့ဘူးဆိုတဲ့အချိန်မှာကျွန်တော်အလုပ်ပြုတ်သွားတယ်ပေါ့လုပ်ပြုတ်သွားကျွန်တော်တို့ဖြုတ်ခံတော့အဲ့မှာဖြုတ်ခံတော့မိမကနေပြီးတော့ကျွန်တော်မျိုးသမီးကနေပေါ့ဒီဟိုပါပေါ့ဒီ online ဈေးလေးရောင်းမယ်ဆိုပြီးတော့သူကစပြီးတော့ရောင်းလိုက်တော့ online ကနေဟင်းလေးတင်ပြီးရောင်းလာရောင်းတဲ့အချိန်မှာလည်းဒီလိုပေါ့ဟိုစအောင်ရောင်းတဲ့အချိန်မှာကျွန်တော်ရုံးကန်ရတာပေါ့ ဘူးဘူးမစတင်အောင်လို့ကိုယ်လည်းဘယ်သူမှမသိဘူးဘယ်သူကသိလဲဆိုတော့ဘယ်သူမှမသိကိုယ့်ရဲ့ဟင်းချက်တဲ့အရသာကိုလည်းဘယ်သူသိလဲဆိုတော့ဘယ်သူမှမသိအဲ့တော့ဘယ်သူမှဝယ်မစားကြဘူးပေါ့တနေ့ကိုဟင်း90ဘူးတရားဘူးလောက်ရောင်းနေကျွန်တော်ပျော်နေရပျော်နေရတာပေါ့အဲ့မှာဟင်းတွေကပို့ပေါ့ပို့တဲ့ဟာတွေကျွန်တော်တုံပြရလည်းရှိတယ်အရင်အရင်တွေပေါ့နော်အရင်ပြုတ်တာပေါ့ဘယ်လိုလဲကိုယ့်ရဲ့လက်ရာကိုဘယ်သူမှမသိသေးတော့ဘယ်သူမှလည်းဝယ်မစားဘူးပေါ့ဝယ်မစားတော့တနေ့90ဘူးတရားဘူးရောင်းနေရရင်လင်းမြနှစ်ယောက်ပျော်နေရတယ် အဲကနေပြမှာ2လ3လ2လလောက်ရောင်းလဲဆိုတော့လူတို့မျိုးများတည်လာတယ်။အဲဟင်းတော်ရောင်းကောင်းလာတယ်မဟုတ်။ရောင်းကောင်းလာတယ်များဟိုဘယ်လိုခေါ်မလဲ။ပို့ရတဲ့အချိန်ကလည်းမလောက်တော့မလောက်မငေါကျွန်တော်စပိန်နေနဲ့ပို့ရတာကိုစပိန်နေနဲ့စပိန်နေနဲ့ဒီဘက်တောင်ထဲမြောက်ကမှားလိုက်ရင်သွားပြီးအဲ့နေရာတောင်တောင်တစ်ခုမြောက်တစ်ခုမှားတဲ့နေ့ဆိုရင်ကျွန်တော်ပို့လို့မနိုင်တော့အဲ့လိုမျိုးတွေပို့ဟိုစပိန်နဲ့ဆိုတော့အချိန်စားတဲ့အချိန်မမီရအဲအဲ့လိုမျိုးပို့ အဲ့ကနေကျွန်တော် e-bike လေးဝယ်တယ် e-bike ကနေပြီးမှတစ်စင်းနောက်စားသုံးသူပိုများလာတော့ကျွန်တော်စံကယ်လေးနဲ့ပေါ့စံကယ်အစုပ်လေးတစည်းဝယ်တယ်ဝယ်ပြီးတော့အဲ့ကနေပို့တော့နောက်ပို့ရင်ပို့ရင်ထူးခါလေးပေါ့အဲ့လိုမျိုးပို့တဲ့အချိန်မှာချိန်မလောက်တာပေါ့နော်တချို့ကြတော့လည်းမလောက်တော့တချို့နောက်ကြတဲ့လူက aura ငေါက်တာတွေခံရတယ်ပေါ့နော်တချို့တွေတချို့တွေဆိုရင်ကျွန်တော်တို့လောကဒီမီဒီယာမှာကျွန်တော်တို့ဟိုနာမည်ကြီးွားရဲဟိုပါလေကျွန်တော်တို့ WFMF လာပါအပွဲအပွဲပါရဟုတ်ပါမမများနဲ့ပွဲကမဲ့ project အဲပေါလာဒီဘွားတော့ဆိုရင်ကျွန်တော်တို့ရှိရငင်းမာစားတယ်ဗောအဲသူတို့ဆိုအဲ့လိုပဲသူစီသွားပို့တော့ဘယ်လိုကောင်းလဲဆိုကျွန်တော်တို့17နှစ်အီတို့ရောက်ပို့ပိုင်းတာဗောနော်17နှစ်အီတို့ရောက်ပို့ခဲ့တော့အော်ဟုတ်ကဲ့ပါဗျာသူညားတွေကပြောတာတော့ဗောနော်17နှစ်အီတို့ရောက်ပို့ပြီးပါသလိုအဲသူရှိသူနာရောက်တဲ့အချိန်မှာကျွန်တော်လည်း ဆင်လိုက်ပို့ရတော့7နှစ်တိတိရောက်မှရမှာဟုတ်တယ်သူက7နှစ်အတိရောက်မှအဲ7နှစ်ဘယ်လိုပုံလဲကျွန်တော်သူ့ရှိရောက်သွားတဲ့အချိန်မှာ7နှစ်ရမပြည့်သေးဘူး15မိနစ်လောက်လိုတယ်ကျွန်တော်ဖုန်းထရအမရေးဟင်းရောက်ပါပြီခင်ဗျားဆိုတော့ဟာ7နှစ်တိုးမှမှားတာလေတဲ့အခုက7နှစ်တိုး15မိနစ်လောက်လိုသေးရပါတော့ဒီမှာအခုချိန်မှာမအားသေးဘူးနော်ဇွန်မီတင်တက်နေရလို့မအားသေးဘူးဆက်လိုက်ထိုးမှပဲအောက်ဆင်းယူနိုင်မယ်ဆိုတော့အော်ဟုတ်ကဲ့ပါအဲ့ဒါဆိုလေကျွန်တော် ဟိုတခြားနေရာလေးပို့ပြီးပြန်လာခဲ့ပါမယ်သူကအဲ့လိုမျိုးပေါ့နော်ဟိုလူတွေကနှိမ်နာတွေခံရတာပေါ့နော်ဒီလိုကျွန်တော်တို့ CDN တွေဆိုပြီးတော့အဲ့လိုနှိမ်တဲ့သဘောမျိုးပေါ့ဘယ်လိုခေါ်မလဲဟိုဒီအချိန်လေးကိုဘာမှစနစ်ထိုးဘလောက်မှလိုတော့မှာမဟုတ်အဲ့အချိန်လေး तू ကတယောက်တည်းလားသူ့မှာဟိုတခြားလူဆင်းပြီးယူခိုင်းဖို့လူမရှိဘူးလားရှိတယ်သူ့ယောက်ျားလားဘာလဲတော့ဒီအကောင့်သေးသေးနဲ့တယောက်တော့ရှိတယ်သူကခိုင်းတယ်လာယူအဲ့နေ့ကျတော့ဘယ်သူမှလာမယူပြန်ယူတော့ ကျွန်တော်လာဆိုရင်ဒါဒါမျိုးဆိုရင်ကျွန်တော်ဆင်းယူလိုက်တော့မှာပြော Zoom meeting ရှိလဲကျွန်တော်ခဏပြောပြီးတော့ဖွင့်တောင်းပြီးတော့အနာသမှုနဲ့အဲ့လိုယူမာဒီဖုန်းကြီးကင်ပြီးတော့မှဆင်းလာရင်လည်းရတာပါပဲဟုတ်ကဲ့ဆိုလိုချင်တာတော့ဟုတ်အခုအဲ့လိုဟိုဆက်နိုင်မထိုးသေးဘူးပေါ့နော်15မိနစ်လောက်လိုသေးရတာကိုဆက်နိုင်ထိုးမှလာပို့သလိုအဲ့လိုဆက်နိုင်ထိုးမှနောက်တစ်ခေါက်ပြန်သွားပို့ရတဲ့ခါမျိုးလည်းရှိတယ်ပေါ့နော်ဟိုဘယ်လိုပါလဲအနှိမ်ခံရတာပေါ့ဗျာကျွန်တော်တို့ဒီဘက်ရောက်တဲ့အချိန်မှာအဲ့လိုကိုကလည်းဟိုဘယ်သူနဲ့မှလည်းမသိဘယ်သူနဲ့မှလည်းမခင်ဟို အစိမ့်တသက်ဒီဘက်မှာလာပြီးလှုပ်ရှားရတော့ကျွန်တော်မိသားစုစီးပွားရေးစာဝတ်နေရေးအတွက်အဲ့လိုမျိုးရုန်းကန်ရတဲ့အချိန်မှာဒါမျိုးအနှိမ်ခံရတာလည်းရှိတယ်တချို့ဟိုတလောကဆိုရင်လည်းဒါဟိုစစ်တပ်ကနေပြီးတော့ပဲထွက်တဲ့လူတယောက်ပါပဲဒါဒါသူဆိုရင်လည်းပြောတာပေါ့ဟင်းကပို့တာကိုကျဆွဲမကြီးလို့ပေါ့နော်ကျဆွဲတွေပါတယ်မကြီးလို့ပေါ့မင်းစီဒီယန်ပေါ့ပေါ့မင်းကတကြက်ကြီးစေးမဟုတ်ဘူးလားပါညာပေါ့နော်မင်းကတကြက်စေးမဟုတ်ဘူးလားမင်းတို့ကောင်တွေကလှုပ်တာအသုံးမချဘူးပါညာအဲ့လိုနှိမ်ပြီးပြောသလိုလိုပါလို့ပေါ့ဟို ကျွန်တော်မျိုးသမီးတွေလည်းပြောတော့မင်းမင်းကလည်းကြောင်တော်နဲ့ပါညာအဲ့လိုမျိုးတွေနှိမ်ပြီးပြောတာပေါ့ဒီမှာ CDN နေဆိုတော့ဒီကျွန်တော်တို့ CDN သမားတွေကအထက်ကနေပြီးကျွန်တော်တို့ကိုယ်ခံပြန်တဲ့ကိုထွက်လာကြတယ်ဒါမှမဟုတ်ဒီဘက်ရောက်တဲ့အချိန်မှာလည်းကိုယ့်ဘွားကိုရုံးကန်နေရင်းတော့အဲ့လိုမျိုးတချို့လူတွေရဲ့အနှိမ်ခံဘွားပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတယ်တချို့တွေအဲ့လိုမျိုးနှိမ်ကျင်တာပေါ့ဟုတ်ဒါကဟိုကျွန်တော်တို့ ဆောင်းနာပြောတယ်မင်းရဲ့တကြကြီးစီမဟုတ်ဘူးလားမိမိမာဘာဖြစ်လဲညာဖြစ်လဲဆိုတာ तू ကအရင်တော့စစ်တပ်ကထွက်လာခဲ့တဲ့ဟုတ်အဲအရာရှိတယောက်ပေါ့အရာရှိတယောက်ပေါ့အရာရှိဟောင်းပေါ့အဲ तू ကကျွန်တော်တို့ဒီဘက်ထိုင်းမချမ်းမှာနေနေနဲ့ဆရာကြီးကလည်းကျွန်တော်အိမ်ကိုလာလဲတယ်လာလဲရင်းရနေပြောမှာစကားဆက်ပြီးတော့ပြောပြတော့သူတို့ဘဝဇက်ကြောင်လေးကဒါကူကင်မရာရှိရောက်တော့စကားနဲသွားပြန်ပေါ့ तू ကလည်းတမျိုးအဲ့လိုဒါကင်မရာကွယ်ရမှာတော့တော်တော်ပြောတာ အများကြီးပြောတာပေါ့နော်အဲ့တော့ဟိုဒီလိုမျိုးဖြစ်ဖို့အတွက်ကိုပထမပြန်လုတ်ခဲ့တဲ့ကာလကဘယ်လောက်လောက်ကြာလဲပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးဟင်းရောင်းဖို့အတွက်ကလည်းလူများများစားသားမသိခင်ကာလမှာဟင်းနေတုံပြစ်ခဲ့ရတဲ့အကြောင်းလေးလေကျွန်တော်ဒါကင်မရာကွဲနောက်ကွယ်မှာတော့အသေးသေးပြောပြရဲပါတော့အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းဘယ်နှလားလောက်ဒီလိုဖြစ်ဖို့အတွက်ဘယ်နှလားလောက်ရုန်းကန်ရတယ်ပေါ့နော်ကျွန်တော်ကျန်တဲ့လူတွေကိုလည်းကျွန်တော်ကျန်တဲ့ CDN တွေကိုလည်းကျွန်တော်တို့က ဒါဟိုမက်ဆေ့ပေးခြင်းတယ်ဗောနော်တွန်းအားလေးပေးခြင်းတယ်အဲအလုတ်လုတ်စီခြင်းနဲ့ဆန္ဒလေးဗောနော်အဲ့တော့တခုခုဗောဟင်းရောက်တာမဟုတ်ဖဲနဲ့ဂျန်တဲ့အလုတ်ကျွန်တော်တို့ဘယ်လိုမျိုးစပြီးတော့မှအဲတီထွင်ကြံစပြီးတော့လုတ်ကင်မလဲဆိုတဲ့ဟာလေးလေကျွန်တော်ခွန်အားလေးပေးစီခြင်းတယ်အဲ့တော့ဂျုံကန်ခဲ့ရတာပြန်လုတ်ခဲ့ရတာဥမာတရက်ကိုဘယ်လောက်ရလဲမိသားစုအသုံးသေးကဘယ်လောက်လောက်ရှိလဲဟုတ်ဘဏ္ဍာရီကနေဘဏ္ဍာရီ အလုံးကျန်းသမားဗနိုင်ရဗနနာဟိဆင်းရလဲ तू ကနိုင်ငံတကာမှာကတော့ तू တရက်ကို၈နာရီပဲ၈နာရီအဲအလုံးလုံးချိန်ကအဲ့တော့ तू ကဟိုထမင်းစားချိန်တနာရီအနာပိရင် तू ကတရက်ကို၉နာရီပဲလူတယောက်ကအလုံးမှာရှိရမှာပေါ့နော်အဲဒါပေမဲ့ဆရာကြီးတို့ဘယ်လောက်လောက်ခိုင်းလဲအထောက်ထားမရှိတဲ့အတွက်ဘယ်လိုမျိုးတွေအနှိမ်ခံရလဲအဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းပြောပြပေးပါဦးကျွန်တော်ဒီဘက်ရောက်ခါသားပေါ့နော်အလုံးရှာတာပေါ့အလုံးရှာတော့ကျွန်တော် online ပေါ်ကနေလေ group တွေမှာဝင်ပြီးတော့ရှာတယ် မျိုးစုံရှာတာပေါ့တွေ့တဲ့လူတိုင်းကိုလည်းပြောတယ်ကျွန်တော်အလုပ်လေးရှိရင်ပြောပါအောင်ဘို့လူလည်းတွေ့ရင်အလုပ်လေးရှိပြောပါအောင်နောက်ဆုံးသူကျွန်တော်ပြန်အလုပ်တွေလည်းကျွန်တော်ပြောတယ်မရဘူးမရတော့ဟိုပလုံဘယ်လိုခေါ်မလဲဘူးတွေခွက်တွေဟိုပါလုတ်တဲ့အလုပ်လေးအဲ့မှာကိုတော်ကြီးရှိတယ်အဲ့ဘူးတွေခွက်တွေကိုနင်းချေပြီးတော့ဒိုင်ဒိုင်ပေါ့အဲဒိုင်ဒိုင်အဲ့တိုင်မှာလုတ်ဖို့ဆိုအဲ့တိုင်ကမင်းမဆိုကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုမှတ်မိနေပြီကျွန်တော်ဖုန်းဝင်လာနေနောက်ဆုံးသူချက်ချက်ပြစ်တယ်ဘာမေးလုံးအကြီးလို့အလုပ်အလုပ်မေးလုံးအကြီးလို့ ကျွန်တော်ဖုန်းခေါ်လိုက်တယ်ခေါ်လိုက်အမရေအမကျွန်တော်လူလူရဲဆိုတဲ့တင်းကြားလို့ပါကျွန်တော်အလုပ်လေးလုပ်ချင်လို့ပါကျွန်တော်အလုပ်လုပ်ချင်လို့ပေါ့နော်တနေ့ဘယ်လောက်ပဲရရကျွန်တော်100ကျော်ရလဲရတယ်အဲ့လိုမျိုးလူများတွေ100ကျော်300ရရတယ်ဒါပေမဲ့လောလောဆယ်တော့ကိုစင်ပြေတယ်ပေါ့နော်100ကျော်ရလဲရတယ်ဆိုကျွန်တော်ပြောတဲ့အချိန်မှာဟောလုံးမလို့သေးဘူးရှင်မနေ့ကပဲလူခေါ်လိုက်ပြီပေါ့နော်အဲ့လိုပြောတယ်အဲ့နဲ့ကျွန်တော်နောက်3ရက်ခြားတစ်ခါ4ရက်ခြားတစ်ခါတော့ပြောအများကြီးဖုန်းဆက်တယ်ဖုန်းဆက်တော့လဲသူကလည်း စာမန်တော့သူလည်းကောင်းကောင်းပြန်ဖြေသေးရောမလိုသေးဘူးရှင့်မလိုသေးဘူးရှင့်ပဲပြောတယ်နောက်ပိုင်းကျတော့သူလည်းကျွန်တော်ဖုန်းတော့မှတ်မိလားအဲ့လို2ရက်3ရက်တစ်ခါဆက်4ရက်လောက်နေတစ်ခါဆက်အဲ့လိုဆက်တော့သူလည်းနောက်ပိုင်းကျွန်တော်ဖုန်းခေါ်ပြီးတော့ဖုန်းချက်ချက်ပြေတယ်အဲ့အဲ့နောက်ပိုင်းကျွန်တော်လည်းမခေါ်ဖြစ်တော့အဲ့လူကူရိုင်းတော့ပြောရင်ကောင်းမလားမသိဘူးဆိုပြီးတော့လူကူရိုင်းအဲ့ရှေ့ကိုသွားတယ်အဲ့ကူရောင်ရှေ့သွားပြောတော့လေဟိုအဲ့ကကောင်လေးတောင်းနေတွေ့တော့အဲ့လိုသမားကောင်လေးတောင်းနေတွေ့ဒီလေးလိုဒီမှာလူလိုလားဆိုတော့မလိုဘူးကူကြီးကဒီမှာရှေ့ရဲ့လူတောင်ပြန်ရှော့မယ်ပြောနေတယ်ပေါ့နော် အော်ဟုတ်လားအဲ့မှာကိုလည်းသဘောပေါက်သွားဒါဆိုရင်တော့သူ့လူနဲ့သူပြည်နေပြန်မှာပါလို့အဲ့နဲ့နောက်ကျန်တဲ့လုပ်လို့လည်းအဲ့လိုပဲဘုံကပြောရင်ပြောရင်နဲ့စောင့်နေရင်နဲ့အဲ့မှာပြန်လုတ်ကရပြန်လုတ်ကရမယ်ဆိုတော့ကျွန်တော်အစားပြန်မလုတ်ချင်းကျွန်တော်ကျန်တဲ့လုတ်ပြီးအကုန်လိုက်လုတ်ချင်းတယ်ခုနကပြောတဲ့ဟိုပလုံကောက်တဲ့ဒိုင်မာလဲကျွန်တော်လုတ်ချင်းတယ်ပြန်လုတ်ချင်ကျွန်တော်တခါမှမလုတ်ဘူးတော့ကျွန်တော်မလုတ်ချင်းလုတ်မှမလုတ်ဘူးလား ူးနဲ့လည်းတစ်ခါမှဟိုရင်းနှီးမှုလည်းမရှိဘူးဟိုပလုံကောက်တဲ့ဟာဆိုရင်တော့ဒါညီများ၄နဲ့နင်းနေနင်းပြီးအိတ်တဲကိုနင်းပြီးထည့်ရတာတို့ဘာလို့ဆိုရင်တော့ဒါကိုထွေထူးလောက်ဆရာမလို့တင်းဆရာမလို့ပေါ့နော်အပင်လောက်ကြတာကျွန်တော်မလောက်ချင်ဘူးကိုလည်းမလောက်တတ်တစ်ခါမှမလောက်ဘူးတော့နောက်ဆုံးရတော့အပင်လောက်ကရတယ်ရတော့လည်းတနေ့ကို250ပေါ့နော်250ရတယ်250ရတော့ စလောက်တော့လဲဟိုဘယ်လိုခေါ်လဲမဆလာမနေတော့မဆလာဟိုပြီးလက်မြေတို့တဲတို့ကြောက်တို့အဲ့လိုမျိုးရောဖြော်ရတာပဲကိုကမဖြော်တော့ဘူးပေါက်ဦးနဲ့ခုတ်ပြီးတော့အဲ့လိုမျိုးဖြော်ရတာအဲ့ဒါတော့မလုပ်တော့ဘူးကိုကဘာလို့ကိုအလုံးနဲ့ကတခြားစီကကိုရဲတက်ထဲမှာနေခဲ့တော့စီရီယံမလုပ်ခင်တက်ထဲမှာနေခဲ့တော့ကွန်ပျူတာတစ်လုံးကွန်ပျူတာတစ်လုံးနဲ့ဆယ်စုံနှစ်ကျော်ကျွန်တော်ကအလုပ်လုပ်လာခဲ့တာအဲ့တော့စောက်စုံပေါက်ဦးကင်ပြီးတော့ဓာကြီးကိုတနေ့ကုန်လောက်ရတော့မလုပ်တော့ဘူးအဲ့မှာတထေးလည်းရှိတယ်အဲ့လိုသမားကန်ထရိုက်ကောင်းဆောင်လည်းရှိတယ် ပြောတာဗောနော်ဟာမင်းတို့ကောင်တွေကဟိုခနာကိုကြီးကជីနေပြီဗောနော်ခနာကိုကြီးជីပြီးတော့မကျန်းတဲ့ကလေး16နှစ်သားလေးတော်လောက်တာလောက်တတ်တယ်ဗာနေဗောကလေးနဲ့နှာယူပြောခံတယ်ဗောကိုကလေးကတော့တော်တော်လက်လက်ဗောဒီမှာသူကလည်းလောက်တာပဲနှစ်ခုနှစ်တည်းကလောက်ပြီလည်းမသိကလေးတွေကတော့ကြွမ်းတာဗောကိုတွေကအခုမှဆက်ပြီးတော့ဘုံတိုင်းဆိုဟိုဘက်မှာဒါဟိုဘက်ကလောက်လာခဲ့တဲ့အလောက်ကတရကြီးစီအလောက်ကိုအောင်ရုံးမှာအေးစေးထိုင်ပြီးတော့နေနေနေမကူခဲနဲ့နေရဲထဲမှာအေးအေးစေးလေးတော်ရဲလို့ပေါ့နော်ဒီဘက်မှာဝုန်းတိုင်းဆိုဒီဘက်လူအလုံးကျောင်းချက်ချင်းပြောင်းအောင်တဲ့အချိန်မှာ training မရှိဘူးပေါ့ အဲ့လိုမျိုးလောရတာဒီဒီပြောခံဆိုခံနှစ်ပတ်လောက်နေတော့မှပြောပြောဆိုကလွတ်သွားတော့တယ်ကျွန်တော်ကြောက်ပုံးတွေတဲပုံးတွေထမ်းတာတပုံးနှစ်ပုံးသွင်းတော့ကြောက်မှုတနေကုန်ထမ်းလာရင်တော့အဲ့လိုမျိုးလူလဲယာရင်လာတော့အဲ့ဒါမျိုးကြောင့်ပြောခံတချို့တွေပြောကြတာပေါ့နော်အာမင်းတို့ပြောတော့ဟိုဘယ်လိုခေါ်မလဲမင်းတို့စစ်သားတွေကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့စစ်သားတွေကလုံးလုံးနိုင်နေပါနဲ့သူတို့ကတော့စစ်သားဆိုရင်အကုန်လုံးစုပြီးမြင်တာဒီစစ်သားကဘာလုပ်ခဲ့တယ်ဘုံမှုဘာလုပ်ခဲ့တယ်ကျွန်တော်ဘာလုပ်ခဲ့တယ်ဆိုတာဘုံမှုကဘုံမှုလုပ်လုပ်ခဲ့တာကျွန်တော်က ကျွန်တော်ယုံလို့လုတ်တာဘုလို့ကြစစ်တိုက်တယ်လို့လုတ်တာကျွန်တော်ကြတော့ယုံမှနေယုံလို့လုတ်တာအဲ့လိုမျိုးပေါ့သူကစစ်သားဆိုရင်သူကမသိတော့စစ်သားဆိုရေးတယ်ပဲသူကတတ်မှတ်လိုက်တာဟာစစ်သားမင်းစစ်သားဖြစ်ပြီးဒါလေးတော့မလုံနိုင်ဘူးကွအဲ့လိုကိုရီးယားဆယ်စုနှစ်ကြာဒီယုံထဲမှာထိုင်ပြီးလုတ်လုတ်ခဲ့တဲ့အတွက်အလုတ်ချမ်းကိုတုံတော့မလုံနိုင်ဘူးနှစ်ပတ်လောက်ကြာတဲ့ချိန်မှာကျွန်တော်ပြောခဲ့တဲ့လူတွေနဲ့ကျွန်တော်ကတန်းသူလုံနိုင်ပါ့မယ်နှစ်ပတ်သုံးပတ်လောက်ကြာတော့ကျွန်တော်ထွင်နေရပါတယ်သူတို့မလုံနဲ့လုတ်တဲ့ဟာကိုကိုလိုက်လုံနိုင်တဲ့အချိန်ရောက်သွားပြီပေါ့နော် အဲ့ချိန်မှာအဲ့ချိန်ကျမှကျွန်တော်ပြောစို့လွတ်သွားတယ်အနေခံရတာလွတ်သွားတယ်ဟိုဘယ်လိုမလဲကိုလိုပညာမတတ်တဲ့လူတွေကလည်းဗျာတူတို့လည်းနေပြောတာမဟုတ်ပါဘူးကိုလိုပညာမတတ်တဲ့လူတွေကကိုပြောစို့နေတာနေနေစင်နေမြောက်အဲ့လိုမျိုးပြောစို့နေတာမလုပ်တတ်လို့ဟိုဟာလေးခိုင်းလိုက်ရင်လည်းမလုပ်တတ်ဘူးကျွန်တော်ဟိုဟိုလဲပြီးတော့ကြောက်ကြောက်ကြောက်ဖြက်ဆက်တွေအဲ့လိုမျိုးဖြက်ရတာလည်းမလုပ်တတ်ဘူးပြီးတော့တန်ပေါင်းကြီးကိုကျွန်တော်ဟိုဟာနဲ့ဖြက်ရတဲ့ဟာတွေလည်းမဖြက်တတ်ဘူးပေါ့နော် အားလုံးလို့ဝရင်းဆရာနောက်လိုက်မယ်ဆိုလဲကျွန်တော်တို့ဝရင်းရမတို့တတ်ဘူးအဲ့လိုဘယ်မှအတုံးလို့မရအောင်ကျွန်တော်တို့လုံးဝအကျန်းသမားအနေနဲ့ပဲတုံးတုံးဖို့အတွက်ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကိုလိုကနှိမ်ဒီလိုကနှိမ်ပေါ့နော်ကိုလိုကမှပညာမတတ်တဲ့လူတွေကလည်းကိုကိုနှိမ်ခံပြောဆိုခံရတာပေါ့တချို့အဲ့မှာဒီစစ်တပ်ကိုပေါ်မှနေတဲ့အဖွဲ့ကြီးနဲ့လည်းတွေ့တယ်ဒီလူတွေကလည်းကိုကိုနောက်ပိုင်းပြောရင်းဆိုရင်းနဲ့စီတမ်းမသိသွားတယ်ဒီလိုကောင်တွေကအစားကိုကိုလာပြီးတော့ကလန်ကစန်းတွေပြောချင်တာရှိရောပေါ့နော်အဲ့လိုမျိုးမျိုးပေါ့ကျွန်တော်ဒုက္ခမျိုးဆိုကြုံရတာပေါ့အဲ့ကနေပဲကျွန်တော် ဒီပယံကနေတော့အလုတ်ပြုတ်သွားတယ်ပယံကနောက်ပိုင်းဒီကျန်းတယ်ပဲကျွန်တော်ကလောက်တက်တာဟုတ်ပီလက်မြေတဲမဲပီလက်မြေဖြောမဲကြောက်တဲမဲပီလက်မြေအိတ်ထမ်းမဲကျွန်တော်အဲ့လောက်ပဲလောက်တက်တာဆိုတော့ကျွန်တော်ကိစ္စဒီမှာနေဆုံးသက်သွားပြီကျွန်တော်အဲ့တော့အဲ့250ကဘယ်250ကအဲဒီမနေ့ပဲချိန်အလုတ်ဆင်းရပြီညနေပဲချိန်မှပြန်ရတယ်မနေ့ဆိုရင်ကျွန်တော်တို့ကအဲ9နာရီခွဲဆိုအလုတ်စောက်9နာရီခွဲစောက်ဝင်ညနေဆိုရင်9နာရီလွတ်တယ် အမှန်9နာရီတိုင်ပြောရပါကျွန်တော်တို့ကနေ့တိုင်း over time ရှိတယ် over time ရှိတော့ပတ်စံမရတဲ့ over time ပေါ့နော်ကျွန်တော်မနက်9နာရီကနေ9နာရီခွဲကနေစဝင်လိုက်တဲ့ဝင်ညနေ9နာရီဆိုကျွန်တော်ကကြရမှာသူအလုပ်ချိန်ကတော့အဲ့ဒါပဲမနက်7နာရီညနေ9နာရီပေါ့နော်ဒါပေမဲ့မနက်9နာရီခွဲဝင်ပြရတယ်ညနေ9နာရီဆင်းမယ်လားပြောတော့ဒါပေမဲ့ဒီကနေ့ဆိုသူကထက်ထက်ခိုင်းတာခိုင်းတာတွေနဲ့9နာရီခွဲ7နာရီလောက်မှကျွန်တော်ကပြီးတယ်ဒါည90နဲ့ကျွန်တော်ည7နာရီလောက်ထိအလုပ်လုပ်ခဲ့ရတာပေါ့နော်အဲ့လိုမျိုးရှိဟာ အဲ့တော့ဒီအဲ့ဒီကနေပါအလုပ်ပြုတ်ပြီးွားတော့ဟင်းဟင်းရောင်းတဲ့ဇလန်းလေးနဲ့ပြောပြအောင်အဲ့မှာကျွန်တော်တို့ဟင်းအလုပ်ကလူချမ်းတွေပဲဖြုတ်လိုက်တယ်ဘာလို့လဲတခြားကိုကြည့်ပြားကတ်တက်တဲ့လူတွေတခြားဒီနေရမှာဟိုစေးတုတ်တက်တဲ့လူတွေစေးတုတ်တက်လားဆိုတော့လည်းမတုတ်တတ်ဘူးလေကျွန်တော်ဘာမှမလုပ်တတ်ဘူးအဲ့လူဘာမှမလုပ်တတ်တော့အကျန်းဆုံးမှာအကျန်းဆိုတော့မလိုတော့ဘူးမလိုတော့အေးမနှောင်းလေးမလာနေတော့ဘူးနှောင်းလေးမလာတော့မလာတော့ဘူးအဲ့ဒါနဲ့ကိုယ့်အောင်ကိုနေလိုက်တယ်နေပြီးတော့အိမ်မှာမိမအဲ့ချိန်မှာဈေးလေးစရအောင်မှာပေါ့ ဒီစက်ယုံတွေထဲချုပ်စက်ယုံတွေရှိတယ်ထဲချုပ်စက်ယုံတွေမှာတော့ရောင်းမယ်မိမွင်းဟင်းကားတို့အတုတ်တို့ပါလုတ်ပြီးတော့ရောင်းမယ်ပေါ့နော် breakfast လေးအားလေးနဲ့စလိုက်တာမွင်းဟင်းကားနဲ့အတုတ်နဲ့အရင်စလိုက်တယ်မွင်းဟင်းကားနဲ့အတုတ်နဲ့လည်းရောင်းရောင်းရပါတယ်အဲ့ကနေလို့အချိန်ရလာတဲ့အချိန်မှာကျွန်တော်ဟင်းလေးထည့်ရောင်းဟင်းလေးထည့်ရောင်းပြီးတော့ဟင်းလေးလည်းရောင်းရတယ်အဲ့လိုဘယ်လိုခေါ်မလဲကျွန်တော်လက်ငင်းတော့မရောင်းအောင်ပေါ့ဗျအကျွေးလေးပေါ့ဟို15ရက်တခါလာစာထုတ်တော့အဲ15ရက်နေမှာအဲ့လာစာပြန်ရတာဟုတ်အဲ့တော့ခုမှ 15ရက်တခါကျွေးဟိုအကျွေးနဲ့ရောင်းရတာဆိုတော့15ရက်လုံးလုံးရင်းဖို့ပါမရှိဘူးရင်းဖို့ပဏ္ဏမရှိရင်းဖို့မသိဘူးအဲ့လိုအဲ့လိုအကျွေးဝယ်ဈေးကိုအများကြီးကနေတော့အကျွေးဝယ်တယ်အဲ့တထောင်ဘူးဝယ်ရင်သူက150သူအတိုးပေးရတယ်လို့ပေးရတာသူကသူကသူကဈေးဝယ်ပေးတာအော်အဲ့လိုမျိုးတထောင်ဘူးကိုကဝယ်ရင်1150သူက15ရက်နေလို့သူပြန်ပေးတဲ့ခါကျရင်1150 1150နဲ့50အဲ့လိုမျိုးပေးရတာပေါ့အဲ့အဲ့လိုမျိုးနဲ့အကျွေးဝယ်ရတာကို့မှာ နေသွင်းလောက်ဆိုင်ချွေဝိုင်းကိုမှကုံသွားပြီကိုကိုမှအဲ့တော့ဆန်လိုက်ဆံမကြီးတော့သူကနေဝယ်ဝယ်ပြီးအဲ့လိုတိုးနဲ့ဝယ်ပြီးတော့ကြောင်းရတာပေါ့အဲ့ကနေမှတစ်ဆင့်ကျွန်တော် online မှာပါတင်ရောင်းမယ်သူကမိမတင်ရောင်းကျွန်တော်ကအဲ့ချိန်မှာစပိန်လေးနဲ့လိုက်ပို့တယ်ပေါ့နော်ဟိုစောက်ဆုံးရောင်းတဲ့နေ့သူတယောက်ပဲဝယ်ပါတယ်တယောက်က30ဘူလာပဲဝယ်30ဘူလောက်ရောင်းရတယ်အဲ့ကျွန်내ဟင်းနေရတော့ပို့ဘေးရလူလူ ကျွေးလိုက်တယ်ဗောကျွေးလို့ပိုတဲ့ဟာကြောင့်လည်းအကုန်သွန်ပြရတော့နောက်နေ့ကျတော့လည်းမရောချင်ဘူးအခုမှကိုရီးယားဟိုအခုမှဆိုင်အောင်လာဆိုတော့မလက်မဆက်တည်းလည်းမရောချင်ဘူးအဲ့လိုမျိုးသွန်ပြသွန်ပြဟိုဒီနေ့လာလဲ200ဟို200ဘိုးလောက်အများဆုံးချောင်းရတော့ဗောနော်အဲ့နေ့ကျတော့ပြောတာဒီမျိုးတော့ဆိုခါတိုင်း90ဘိုး100ဘိုးအဲ့လို80ဘိုးလောက်ပဲရောင်းရတော့ကျွန်တော်200ဘိုးလောက်ဆိုင်အောင်ရတဲ့နေ့မှာပြောတာအဲ့လိုမျိုးဟေးဒိုးရတော့နည်းနည်းချောင်းကောင်းလာပြီဗောနော် ုနှစ်ရဘူးဆိုတော့လည်းကိုပြန်တရက်လောက်စာရှိတာကိုပြန်တရက်လောက်မှ250ဘူးပဲရောင်းရတာကိုအဲ့နှစ်ရဘူးလေးရောင်းရတာကိုအရင်လေးပြန်ရတာကိုပျော်နေတာအဲ့လိုမျိုးနောက်ကနေတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကြောင်ကောင်းလာခဲ့တယ်ပေါ့နော်ဟိုဟိုလုံးလုံးလာကျူးသားကျူးသားတဲ့လုံးလာပြီးရင်လူတွေနဲ့အဆင်ပြေအောင်ဆက်ဆံတာပေါ့နော်အခု customer တွေနဲ့ဟိုချူးချူးနေနေမဲ့ကျွန်တော်တို့နေပြီးတော့အဲ့လိုမျိုးဆက်ဆံရတာပေါ့တချို့တွေအဲ့လိုမျိုးခုနကကျွန်တော်ပြောသလိုပေါ့အဲတချို့နှိမ်ပြီးတော့ပြောဆိုခြင်းတဲ့လူတွေရှိတာတော့မှကျွန်တော်တို့ကတီးခံပြီးတော့ ကိုယ့်ရဲ့မိသားစုစာဝတ်နေအဆင်ပြေအောင်လို့အဲ့လိုနှိမ်ခံပြောဆိုခံပြီးတော့ကျွန်တော်တို့လုပ်ခဲ့ရတာပေါ့အဲ့လိုမျိုးတွေရှိပါတယ်ဟုတ်အဲ့တော့ဒါဒီပြောပြတာကကျွန်တော်ပထမပိုင်းပြောသလိုပဲကင်မရာကွဲရမှာじゃတော့ဒါပြောတယ်ကင်မရာရှေ့ရောက်တော့နည်းနည်းလေးဒါဟိုဝါဖြစ်နေတာပေါ့နော်ဒါဆရာကြီးပြောပြတဲ့အထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ CDN နေရဲ့ဘောဖြတ်တန်းနေရတာကကျွန်တော်တို့ဒါတက်နဲ့ရဲဆိုလို့ရှိရင်ဆရာကြီးပြောခဲ့တဲ့အထဲမှာလည်းပါတယ်ပေါ့တက်နဲ့ရဲဆိုလို့ရှိရင်ကျွန်တော်မိသားစုဝင် တယောက်ကိုဘတ်တထောင်ဘတ်တထောင်မိသားစုဝင်၃ယောက်ရှိလို့ရှိရင်ဘတ်၃တောင်ပေါ့နော်ဘတ်၃တောင်ကျွန်တော်တို့2024ကျွန်တော်တို့17လပိုင်းအထိရတယ်ပေါ့နော်အဲ့ဒီကနေအခုဆိုရင်တော့10လပိုင်း10လရှိပါပြီပေါ့မပေးတော့တာပေါ့နော်မပေးတော့တာကလည်းကျွန်တော်တို့ဒါ NUG ကလည်းတို့ထုတ်ပြန်ကြတော့ပေးထားပါတယ်ပေါ့နော်ဒါအထွေထွေထိုးစစ်အတွက်ကျွန်တော်တို့စစ်သုံးစီးဘတ်ဂျက်စုနေတဲ့အတွက်ဘတ်ဂျက်မပြည့်မီခင်မှာတော့ကျွန်တော်တို့မထောက်ပံ့တော့ပါဘူးဆိုပြီးတော့မှပြောတယ်ပေါ့နော်ဒါဘတ်ဂျက်ပြည့်မီသွားရင်တော့ ထပ်ပြီးတော့မှထောက်ပံ့မဲ့အနေအထားမျိုးလည်းရှိတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့တခြားပညာရေးတို့ကျန်းမာရေးတို့တစ်တော်တို့ဘာတို့ CDN အကုန်လုံးကဘာထောက်ပံ့ကြီးမှမရကြဘူးပေါ့နော်အဲသူတို့ကတော့သူတို့ရဲ့တက်ဆိုင်ရာ NGO ပေါ့နော်အသင်းအစုဖွဲ့လေးတွေကနေပြီးတော့မှထောက်ပံ့ကြီးလေးပေးတာလေးတွေတော့တစ်ခါတလေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ လာစဉ်ရတာကတက်နဲ့ရဲရတော့လာစဉ်ရတယ်ပေါ့နော်အဲ့ဒီဂျားထဲမှာကျွန်တော်တို့အခုဒါမိသားစု3ယောက်ဆိုလို့ရှိရင်ဒါဆရာကြီးတို့3ယောက်ကျွန်တော်လည်း3ယောက်ဒါတယောက်နဲ့မျိုးသမီးနဲ့ကျွန်တော်နဲ့အဲ့မှာကျွန်တော်တို့ကအိမ်ငှားကဒီ NUG ရရလို့ရှိရင်ကျွန်တော်အိမ်ငှားကလေးတော့ဖာသွားတယ်ပေါ့နော်အဲ့တော့စားသေးပဲရှားတော့တယ်ဘူးဆိုလို့ရှိရင်စားသေးခေါ်အိမ်ငှားကဟောပါထပ်ပြီးတော့မှကျွန်တော်တို့ဘယ်လိုမျိုးကြိုးစားရုန်းခံပြီးတော့မှရှားရတယ်ဆိုတော့ဟာလေးပေါ့နော်အဲ့တော့ ကင်မရာနောက်ကွယ်မှာပြောတော့ရဆိုလို့ရှိရင်ဒါဟိုတယောက်ကဟိုမျိုးသမီးတယောက်ဆိုလို့ရှိရင်ဒါ12နှစ်မထိုးခင်မှာရောက်လို့12နှစ်အတိမှပြန်လာပါဆိုလို့တနေအောင်သွတ်ဖို့တယ်ဟုတ်တယ်နော်တနေအောင်သွတ်ဖို့တယ်သွတ်ဖို့ပြီးတော့ तू ကရပါပြီပြန်လာခဲ့တော့ဆိုတော့အချိန်မှာဟိုအဝေးကို तू ကမြောက်ဖက်မှာဆိုတောင်ဘက်ကိုရောက်နေပြီကိုကသွားသွားပို့နေတယ်တောင်ဘက်ရောက်နေချိန်မှာအမကျွန်တော်ချက်ချင်းပြန်လာလို့မရတော့ဘူးဆိုတော့အချိန်မှာလဲပို့စုပစက်အပြောခံရတဲ့ကိစ္စတွေလဲဒါ ရှိရပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ CDN ရဲ့ဘဝခยีချမ်းကဘယ်လိုမျိုးဖြတ်တန်းနေရလဲဆိုတဲ့ဟာပေါ့နော်အဲ့တော့တချို့တွေလည်းဒါတော်ထဲမှာတော်လိုင်းတက်ဖွဲ့နေအတူတူပြန်ဝင်ပြီးတော့တိုက်နေတဲ့ CDN စစ်သားတွေရှိသလိုလူမျိုးနေမြေမှာ နေပေမဲ့လည်းကျွန်တော်တို့ထိုင်းနိုင်ငံမှာနေရဆိုရင်ထိုင်းနိုင်ငံရဲ့အထောက်အထားတွေကျွန်တော်တို့လောက်ရတယ်အပိုင်းအောင်ကတ်တွေတို့ CI တွေတို့လောက်ရတယ်အဲ့ဒါမှာပိုင်းအောင်ကတ် CI ရှိလို့လည်း တွေ့ရဆိုင်ငယ်ကိုကောင်းမောင်းလို့မရပြဘူးဆိုင်ငယ်မောင်းဖို့လိုင်စင်လေးလိုင်စင်ဟာလိုလာပြန်ပြီဟုတ်တယ်အဲ့မှာပသန်ဟိုဟာမဖြစ်လို့ပါလေပသန်လက်ငင်းမပေးလိုက်ပဲနဲ့ဘန်နဲ့ချက်ကန်ရှင်းမယ်ဆိုတဲ့လူကြတော့လေဘန်အကောင်ကလိုပြန်ပြီဟုတ်တယ်အဲ့တော့ဘန်အကောင်ဖွင့်ဖို့လေကို့မှာတခါထပ်ပြီးတော့မှကျိုးသားရုံးကန်ရတဲ့အခြေအနေမျိုးတွေပေါ့နော်ကို့မှာဘန်အကောင်မရှိတော့သူများဘန်အကောင်ကိုယူပြီးတော့မှခဏလေးပေးပါဆိုပြီးတော့ယူသုံးရတဲ့အခြေအနေမျိုးတွေပေါ့နော်ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဟိုးအရင်တုန်းကစစ်တပ်ထက်ကနေထွက်လာခဲ့တဲ့ လူတယောက်ကလွန်မြောက်နေမြေမှာဒါအခြေချနေတဲ့တယောက်ကကျွန်တော်တို့ဆရာကြီးတို့ဒါအချားဆင်းတယောက်ဆိုပြီးတော့မှနှိမ်တာပေါ့နော်နှိမ်ပြီးတော့မှမင်းတို့ဒါဆင်းရဲစရာနဲ့တကွာ तू ကပတ်စံကိုဆူဆူပြီးပေးတာလို့ပြောတယ်အဲဟင်းရောတရချင်းပတ်စံမချေဘဲနဲ့ဆူပြီးပေးတာပေါ့နော်ဆူပြီးပေးတဲ့ဟာမှဟိုရဲဆွဲရေးဘောင်းချောက်ရဲဆွဲမရေးလို့ပေါ့နော်ရဲဆွဲမရေးလို့ဆိုတော့သူကမနေ့ကျတော့အစိုးကြီးထားရတယ်ဟင်းဝယ်ရတယ်အသားငါးဝယ်ရတယ်ဝယ်ပြီးတော့မှချက်တယ်ချက်ပြီးတော့မှတခါ ိမ်နဲ့ထုတ်ပြီးတော့မှသူတယောက်ချင်းကိုစာရွက်လေးနဲ့ဒါဘသူမှဒါဘသူမှတာဘာဘနပွဲဆိုပြီးပေါင်ချာလေးနဲ့သူကအထုပ်တွေထုတ်ပြီးတော့မှအာနောက်ကနေဆိုင်ကနောက်မှချင်းလေးတွေမှသူကထည့်ပြီးတော့မှလိုက်ပြီးပို့ရတာပေါ့နော်ဒါဆရာကြီးညကျွန်တော်အသွိုင်းလိုင်းနဲ့ဖြတ်သွားဖြတ်လာနေဆိုလို့ရှိရင်တခါလေးလမ်းမှာပြပြပါတယ်ပေါ့နော်ပြပြတဲ့ဟာကျွန်တော်တို့ CDN ရဲ့ဘွားကဘယ်လိုမျိုးအကျိုးသားရုံးကန်ရတယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့ဒါအလုတ်ကန်လေးခုလိုမျိုးအတီတန်တန်လေးရွာရတဲ့အချိန်မှာ အမိသားစုဝမ်းရေးအတွက်လည်းအဆင်ပြေသွားတဲ့အတွက်လည်းကျွန်တော်တို့ဒါဝမ်းသာတယ်ပေါ့ကျန်တဲ့ CDN တွေအနေနဲ့လည်းဒီလိုမျိုးလေးတွေကျွန်တော်ကလှုပ်စေချင်တယ်ပေါ့နော်ဘာဖြစ်ဖြစ်ကောင်းလို့ရရာလှုပ်လေတခုမဟုတ်တခုလုံးရင်းရနေတော့ကိုနဲ့ကန်ဆက်တဲ့ဟာတော့တွတ်တွေ့မှာပဲအဲတွတ်တွေ့မှာပဲပေါ့နော်အဲ့တော့ဒီလိုမျိုးလေးလှုပ်စေချင်တယ်ဆိုတဲ့ဟာလေးကိုပြောကြရင်လည်းဒါကျွန်တော်ဆရာကြီးရဲ့ဘဝအတွေ့အကြုံလေးကင်မရာနောက်ွယ်မှာတော့တအားပြောတယ်ကင်မရာရှေ့မှာရတော့နည်းနည်းပဲပြောမိမပြောတော့တယ်ဖြစ်သွားတယ်ပေါ့เนาะအဲ့တော့ဇာကြီးရဲ့ဘဝအတွေ့အကြုံတွေကိုကျွန်တော်ဒါဒါ မိဘပြည်သူများတရှိအောင်လို့ဒါတိဆက်ပေးကြတာဖြစ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဗျာ